လူတက်မှုဆွဆွဲခြင်းနဲ့ဖန်ဆီးခံထားရတဲ့မြန်မာအလုသမား2ဦးအချုပ်ခန်းထဲမှာဒဇုံတစ်ခုဖြစ်ခဲ့ရင်ထိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိတယ်လို့မြန်မာရွှေပြောင်းအလုသမားများအဖွဲ့ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ဦးအောင်ကြီးကပေးပို့ထားတာပါထိုင်းနိုင်ငံတောင်ပိုင်းလေကျုံမှာပြည်ထောင်လူမျိုးနှစ်ဦးတက်ခံရတဲ့မှုနဲ့ပတ်သက်လို့မြန်မာလူသမားနှစ်ယောက်ကိုဖမ်းဆီးထားတာပါလူသားမှုနဲ့ပတ်သက်လို့မြန်မာလူငယ်နှစ်ဦးကဝန်ခံထားတယ်လို့ဒိုင်းရဲကပြောဆိုထားပါတယ်ဒါပေမဲ့လူငယ်နှစ်ဦးကတော့ရိုင်းနှက်စစ်လို့ဝန်ခံတာဖြစ်တယ်လို့တောင်းရောက်တွေ့ဆုံခဲ့တဲ့မြန်မာတန်ယုံကိုယ်စားလှယ်အဖွဲ့ကိုပြောဆိုထားပါတယ် အချုပ်ထဲမှာမြန်မာနေရောက်ဇုံတစ်ခုဖြစ်ခဲ့ရင်တိုင်းရဲတပ်ဖွဲ့ကတောင်းဝင်အပြစ်ယူရလိမ့်မယ်လို့မြန်မာရှုပ်ပြောင်းလို့သမမများအဖွဲ့အထွေထွေတွင်းရင်ဦးမိုးဂျိုးကပြောဆိုလိုက်ပါတယ်။အသက်အန္တရာယ်ကတော့စောစောကအသက်ခံရတဲ့အင်္ဂလန်လူမျိုးဇနီးမောင်နှံတွေရောတငယ်ချင်းတောင်မှပဲ။ဘန်ဂလူမှာမှအိတ်လို့မရဘူး။တိုင်းမာဖီးယားလိုက်တက်တယ်။သူ့ကိုဖုန်းမက်ဆေ့ချ်ပေးတယ်။အပင်နေမှာမင်းကိုမင်းတက်သိမ်းလား။ဒိုဒီမို့။ငါတို့ကတက်ပေးရမလားလို့ချိန်ချောက်မှုရှိရမလား။အဲ့တော့ ကော့စ်မွေကျွန်းရဲ့ရဲချုပ်ခန်းထဲမှာရှိနေမြန်မာလူသားများကိုယ့်ကိုတတ်သိပဲဆိုတာကြီးဖိအားတွေအမျိုးမျိုးရှိနေတေချာသွားပြီတေဆုံးသွားတဲ့ဇနီးမောင်နှံရဲ့အင်္ဂလိပ်လူမျိုးတငယ်ချင်းပါတနာတော်ဒီလိုဖြစ်တယ်ဆိုရင်ကျွန်တော်ကျူးလွန်သူလူတန်လျာရှိခံရတယ်မြန်မာလူသားများကဖိစည်းမှုတွေအများကြီးဆိုတာတေချာနေအခုသူတို့ဒီထဲမှာဒီချုပ်ခန်းထဲမှာတခုခုဖြစ်နေဖြစ်ခဲ့မှာဆိုရင်ဘယ်မှာတော့ဘလူးမှာတော့မရှိဆုံးတော့ခင်ဗျာထိုင်းရဲတပ်ဖွဲ့မှာတော်ရှိတယ် ဒီလူသားမှုနဲ့ပတ်သက်လို့ထိုင်းရဲတပ်ဖွဲ့ရဲ့စုံစမ်းဖော်ထုတ်မှုကိုဝေဖန်မှုတွေကြေကြေပြပြထုတ်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာထိုင်းရဲအကြီးကဲကဒီလူငယ်တွေတပ်ဖြတ်တယ်ဆိုတာကိုတေချာကြောင်းနဲ့စစ်ဆေးတဲ့အခါရိုင်းနှက်မှုစုံတရာမရှိအောင်ရှင်းပေးပါတယ်။ မင်းကပတ်သက်လို့ဒိုင်းဝင်ကြည့်ကြရင်မာပြီးကြီးစင်တယ်မသမရဦးသိန်းစိန်တရားမတော်မှုရှိရှိနဲ့မမှန်ကန်ကန်စောင်းရွက်ပေးဖို့ပြောကြတာပါပဲ။ဘဘဦးစုချုပ်ကလည်းမြန်မာပေါ်ပေါ်ရေးအတွက်တောင်းဆိုထားပါတယ်။လက်ရှိတရားမှုနဲ့ပန်းစီခံထားတဲ့ကောင်းလင်းနူရဲ့လူကလည်းနေနဲ့ထိုင်းနိုင်ငံကိုလိုက်ပါသွားဖို့လှုံ့ဆော်နေပါပြီ။မာဆိုးရအနေနဲ့စင်မြင့်ကိုယ်စားလှယ်တွေဆင်းလို့ပြီးစုံစမ်းသွားမယ်လို့ဆိုပါတယ်။ကျွန်တော်အောင်ကြီးပါ။